မိုးတညာရဲ့တစီမိုးကတဖြောက်ဖြောက်ရွာနေတဲ့ထက်ညာငက်တကောင်ရဲ့ကြီးခနဲအော်စမ်းကြောင့်တာမောင်တယောက်တွန့်ခနဲဖြစ်သွားပါတော့တယ်။တောက်အကြီးရဲ့ဒီငက်ကတမောက်ပတ်စက်ကတီတီမီရေရိုးရင်းတိတ်ဆိတ်နေတဲ့ရွာထဲဘက်လှမ်းမျောကြီးကခတ်တုတ်တုတ်ခြေလန်းတွေနဲ့မပြေးယုံတမန်တာမောင်တယောက်ရှောက်လို့နေပါတယ်။အဲဒီချိန်တွင်အနာကဝီခနဲလီဟတ်သွားအတန်းကြောင့်နောက်ဖက်ကိုကြောက်လန့်တကားလှဲကြည့်လိုက်တဲ့အခါမှာတော့မိုးဖွဲဖွဲညအမောင်နဲ့မတက်ရက်နေတဲ့လူရဲကြောင့် ရှင်းပတ်တဲ့ဒေခနဲ့ဖိတကောင်ခြေလန်းကိုပို့မြန်းအောင်လှလိုက်ပါတော့တဲ့ဖျက်ဖျက်ဖျက်ဟောဖရားရဲ့နောက်ကခြေတန်းနေပါလားဖရားဖရားငါဒီနေ့မှပိုက်ကနဲ့ဗျံလို့အတော်အချိန်လင်းသွားတာဟိုကောင်တက်ဖို့ခေါ်လာလေအကောင်လားဒီကောင်ကလည်းအရမများများတောင်းအောင်မဲနေရမဲလိုက်မဲကောင်ဒီနာကအယံကြားနေလို့ယောဂပကြီမောင်ပြောပူးတယ်ငါမှာတော့လေငါးတောင်းကြီးကပါလာတာဒုက္ခပါပဲလို့တွေးနေစင်းတာမောင်တာမောင်လားဟာ ဘာဘာတူလဲပါမောင်ဟာနာကအရေးကြောင့်လန့်ရတဲ့အထက်ရှေးကလမ်းကိုပိတ်ရပ်ပြီးမေးလိုက်တဲ့အတန်းကြောင့်ခေါင်းကြီးတက်သွားကအတန်းတုံတုံရင်ရင်နဲ့ပြန်မိလိုက်ပါတယ်ဗကြီးမောင်ပါကွာဟာဗကြီးမောင်သွားပါသေးရဲ့ဗျာကျွန်တော်ပိုက်ခနဲ့ပြတ်လို့ညံ့နေတာအခုဒီလမ်းပြန်လာတော့ဗကြီးပြောဖို့တာကိုပြန်တွေးရင်လန့်တာဗျာမလန့်ပါနဲ့ကွာတာမောင်ရမင်းကလာဆောင်ရတာကွာပြောလေပြောအနာကိုတဖြည်းဖြည်းတိုးလာတဲ့ဗကြီးမောင်က တာမောင်နဲ့လက်တကန်လောင်းအယောက်မှာရပ်တန့်လိုက်ပြီးဟဲ့ကောင်တာမောင်မိမစိတ်လေးပါလားပိုင်ငါ့ကိုတလေးလောက်တိတ်စားမှာကွာပါပါလေပကြီမောင်ရေရော့ရော့တာမောင်ဟာပြောလဲပြောအနာတိုးသားလို့မိုးကနဲ့ပတ်ထားတဲ့စိတ်လေးနဲ့မိချစ်ကိုကံပေးလိုက်တဲ့အခါမှာတော့ထောင်းခနဲ့အပုတ်နှံကြီးနမ်းလိုက်တာပကြီအပုတ်နှံကြီးနမ်းလိုက်တာဗျာမနမ်းဘူးလားမနမ်းပါဘူးတာမောင်ရမင်းကလည်းကြောက်တက်လိုက်တာကွာနမ်းတယ်ကျွန်တော်နှံခေါင်လေးစူးစူးဝါးဝါးကိုနမ်းတယ် တာမန်ကပြောလဲပြောခြေလန်းကိုလည်းရွာဘတ်တုတ်ခြေတင်လှမ်းနေတဲ့အကြောင်းနောက်ကပကြီးမောင်ကလှမ်းပြောလိုက်ပါတယ်။ဟင်တာမန်ရွာကိုလှမ်းမြန်နေရပါလေကွာ။ဖြစ်ဖြစ်ရှောက်ဆန်းပါကွာ။ငါတယောက်လုံးနဲ့ပါနေတာပဲကွာ။နေဦး။ငါကိုစိတ်လေးလေးမိညိပ်ပြီးအောင်ကွာ။ဟုတ်ကဲ့ပကြီးမောင်။တာမန်ကပြောလဲပြောလက်ထဲကမိချင်းနဲ့စိတ်လေးကြိုက်ထားတဲ့ပကြီးမောင်ကိုမိညိပေးလိုက်ပါတော့တယ်။မီးအလင်းရောင်ကြောင့်စိတ်လိတ်ခိုင်းထားတဲ့ပကြီးမောင်ရဲ့မျက်နှာကိုအနီးကမြင်လိုက်ရတဲ့အခါမှာတော့ ပြာနန်းတုန်လေးနေတဲ့မျက်နာကြီးမှာဖြူးကျဲနေရဲနေတဲ့မျက်လောင်းကြီးတွေကိုတွေ့လိုက်ရတာကြောင့်အအအမလေးတရက်လုံးကြောက်ကောင်ပကြီးမောင်တရက်ပါမောင်တယောက်ငါးရောင်းကြီးကိုလှုပ်ပြလို့ငယ်စံပအောင်အော်ရင်ရွာတဲ့ပြေပါတော့တဲ့နောက်ကတခုံဖုံးအတန်းများအော်ဟစ်စုညံအတန်းများနှောင်ဆုံကြားလိုက်ကတာမောင်ကတတိလီလဲကြသွားပါတော့တဲ့တာမောင်တတိရလာတဲ့အခါမှာတော့ ရွာထဲကလူတွေအတော်များများကိုတွေ့လိုက်ရသလိုရွာဦးကျောင်းစရာတော့ကိုပါတွေ့လိုက်ရတော့လေကဲတတိရတာပြီဘလို့ဖြစ်တာလဲတကာတမောင်တပိတော့တပိတော့ဘာဖြစ်လို့လဲဖေဟာတကာပိတ်ချပြီးပြန်လာရင်ဘာတွေ့ခဲ့တာလဲရွာထဲအော်ဟစ်ဝင်လာပြီးဘုန်းကြီးကျောင်းရှိတတိအလေးတော်တာပဲတကာရဲ့ပကြီးမောင်ပကြီးမောင်တရဲ့อืมဟုတ်ပြီတကာကြီးမောင်ကတကာတမောင်ကိုသိခဲတာကိုအခုဟိုဘက်ရွာကသူ့သမီးစီကို တကာကြီးမောင်သွားရင်ဓာတ်အိုင်ကျိုးကြပြီးထက်လိုက်ရုဆုံးရှာပြီးတကာရဲ့ဖျားသားစုဖကြီးမောင်တကိတော်ရှိလိုင်းလာလာပေါ်တော့ဖျားဟုတ်မဲတကာသားမောင်ရသူလာတိတ်တာနေမှာပါတကာလေးကကန်နိုင်တော့ဒီလိုမကောင်းမိစာကြီးတွေနဲ့တတဲတူတာနေမှာပါဒီအကုတ္တအလုတ်မာကြီးဖျော်ပိုက်မနေနဲ့ဟုတကာလေးတပါဗျာတကိတော်ဒီနေ့ကစားပြီးဘာသာကြီးအလုတ်တွေလဲလှုပ်ပါမယ်နောက်တစ်ပတ်လောက်အကြာမှာတော့တာမောင်ကိုဖုန်ကြီးเจ้าမှာအားလက်ချင်တိုင်းတွေးကြရသလို အရင်လိုတောက်စာမူရစ်တာမျိုးလည်းမလုပ်တော့ပဲကုသိုလ်အကုသိုလ်ကိုခွဲခြားသိမြင်လို့တရားပါဝနာအားထုတ်နေတာကိုမြင်တွေ့ရပါတော့တယ်။မူရင်းကျေးသူဆရာမမေခါရွှေပြည်သားယာနယ်မှာလက်ခံကောက်နှုတ်ကုယူတင်ပြကြီး